အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တင်တလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုခံရတော့စစ်ကောင်စီရဲ့လေရင်မောင်းတဲ့ပိုင်းလော့တွေတည်ရင်ဝမ်းသာတဲ့ပြည်သူတွေများနေတာဘာကြောင့်လဲဆိုတာကိုသုံးသပ်ပြလာတဲ့ຫນွေဦးဇာတော်ရုပ်သံဗီဒီယိုခံလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာຫນွေဦးဇာတော်ကအဲ့ဒီကြောင့်လည်းပသက်ပြီးဘလို့တွေသုံးသပ်ပြောဆိုထားတယ်ဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တင်ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ပြီးကြာပြီးကြာပြီးပေါ့နော်ဗမော်မြို့ကိုစစ်ကူသွားတဲ့ရဟရင်၃စီးနှစ်စီးပြစ်ချခံရတယ်တစီးကချိုးပဲ့ပြီးတော့ရွှေဘုံမှာရွှေကူမှာအရေးပေါ်ဆင်းသက်လိုက်ရတယ်တစီးကချိုးပဲ့ပြီးတော့ရွှေကူမှာအရေးပေါ်ဆင်းနေရတယ်တစီးကတော့ KIA တက်မှာငါနေမိတဲ့ကူပြတ်ကျသွားတယ်အဲ့ဒီမှာဘီဝါမှုအပါဝဲအလုံးသိဆုံးသွားတယ်ဗျာ ဖီဘွာမှုဘွာဝယ်အလုပ်သိဆုံးသွားတယ်။မကြသေးခင်ကဒီပဲရင်အိုတိန်တွင်ကြေးရွာမှာရှိတဲ့စာတင်နေတဲ့ကလေးငယ်တွေကိုဘုံကျဲခဲ့တယ်။ကလေးငယ်22ယောက်ဆရာမ2ယောက်စုစုပေါင်း24ယောက်သိဆုံးခဲ့တယ်။ဟောအခုဖီဘွာမှုစင်ရင်လိုက်ပါလာတဲ့ရဟရင်ပြစ်ချခံလိုက်ရတာ။ဖီဘွာမှုဘွာဝယ်ပိုင်းလို့ဒီအကုန်လုံးသိဆုံးသွားတယ်ပေါ့နော်။ဝတ်ဆိုတာဘဝမကူဘူးဆိုတာတကယ်ပဲ။ဝတ်ဆိုတာဘဝမကူဘူးတကယ်ပဲ။ ယူဝမှုအပါဝင်အဖွဲ့ဝင်အလုံးတည်ဆုံသွားတယ်။လေးမှုမိုးထက်အောင်ရဲ့ရုပ်အလောင်းကိုလည်းပဲရှာဖို့တွေးကြည့်ခဲ့တယ်ပေါ့နော်။ပြည်သူကိုနှိမ့်စင်နေတိုင်းဘုံကျဲတက်ပြတ်နေတဲ့လေးမှုမိုးထက်အောင်တဲ့။အခုတော့လေရင်ဘေးနားမှာနော်လေရင်ဘေးနားမှာခွေတိဝတ်တီကိုတည်သွားရှာတယ်ဗျာ။လေရင်ဘေးနားမှာခွေတိဝတ်တီနဲ့တည်သွားရှာတယ် စစ်တပ်ထဲမှာစာအတက်ဆုပ်ကလေးရင်မှုတွေစစ်တပ်ထဲမှာစာအတက်ဆုပ်ကလေးရင်မှုတွေအခုသူတို့နေနေတဲ့လိုင်းကန်းတွေသူတို့ရနေတဲ့လဇာရီသူတို့စားတောက်နေတဲ့ရိတ်ခါတွေအကုန်လုံးကပြည်သူရဲ့အခွန်ဘဏ္ဍာတွေကြီးပဲပြည်သူတွေကြွေးတာမွေးတာစားတောက်ပြီးတော့သူတို့ ကျန်းသစ္စာစိုးထားကြတယ်ပြည်သူကိုကာကွယ်ပေးပါမယ်ဆောက်ရှောက်ပေးပါမယ်အခုချိန်ထိလွတ်လပ်ရပြီးကြတဲ့ကမြန်မာနိုင်ငံကိုဘယ်သူကမှလာပြီးစစ်မတိုက်တော့ဘူးတရုတ်ကလည်းလာမတိုက်တော့ဘူးအိန္ဒိယကလည်းလာမတိုက်တော့ဘူးဘင်္ဂလားဒေ့ရှ်ကလည်းလာမတိုက်တော့ဘူးလာအိုကလည်းလာမတိုက်တော့ထိုင်းကလည်းလာမတိုက်တော့ကိုပြည်သူတွေကိုနှစ်ပေါင်းခွဲတဲ့ဆဲကျော်လက်နက်ကြီးနဲ့ပစ်တယ်ဗိုလ်ကျဲတက်တယ်စစ်ကြောထုတ်တယ်မီးရှို့တယ်မရင်းကျင်တယ်အနိုင်ကျင့်တယ်စော်ကားတယ်ဖက်စီတယ်တက်ဖြတ်တယ်ဟောနှစ်ပေါင်း80ကျော် ဟောဘိုးတို့လည်းပဲအခု2021နွေဦးတော်လည်းကြီးကြမှာဒီစစ်တပ်ကဘယ်လောက်မှရိုင်းနေဘယ်လောက်အောက်တက်ကြတယ်ဘယ်လောက်စိုးသွမ်းနေရုပ်မာတယ်ကောက်ကျစ်တယ်အကြမ်းဖက်တယ်အခုမှသိတာအခုမှသိတယ်ပေါ့နော်အဲ့တော့ viewer မှုအပါဝင်အဲ့ဒီရိုင်းပေါ်မှာ live ပါလာတဲ့သူအားလုံးသိဆုံးသွားတယ်လေရင်မှုမိုးထက်အောင်လည်းပဲအဲ့ဒီလေရင်ပြီးနားမှာပဲခွေးတွေဝက်တွေလေးနဲ့သိဆုံးသွားတယ်ပေါ့ဗျာဒါဟာဝတ်ဖဲဝတ်ဖဲပြစ်စုံပံမှာ ေရာတော်မှဘသူ့ဘတနာမဲ့သူမရှိဘူးပြည်သူတွေပျော်ကြတယ်နှစ်ထောင်အားရကြတယ်ဟောကြည့်နော်ဒီပိုင်းလော့တွေဒီပြည်ဝမှုတွေဒီကနေ့သေသွားတယ်ဘသူ့ဘတနာမဲ့သူမရှိဘူးပြည်သူတွေနှစ်ထောင်အားရကြတယ်ကောင်းချီးပေးကြတယ်အဲ့ဒါပြစ်ဆုံးပံပဲပြစ်ဆုံးပံပါကိုသူတို့ကိုဘသူ့ဘတနာမဲ့သူမရှိဘူးဘာကြောင့်လဲသူတို့ဒီပြည်သူကိုနှိမ့်စင်နေတိုင်းဘုံကျဲတက်ဖြတ်နေတာလေသူတို့ဆိုထားတဲ့သစ္စာတွေက တိုင်းပြည်နဲ့ပြည်သူကိုကာကွယ်ပါမယ်ဆိုမဟုတ်ဘူးစစ်အာဏာရှင်တွေကိုကာကွယ်ပြီးတော့ပြည်သူကိုရန်သူလိုသဘောထားပြီးနှိမ့်စင်နေတယ်မို့တခါမှမကြဘူးဘယ်နိုင်ငံမှမကြဘူးပြည်သူကိုရန်သူလိုသဘောထားပြီးဘုံကျဲတက်ဖြတ်နေတဲ့စစ်တပ်နှစ်ပေါင်း80ကျော်တော့ကြာသွားပြီကမ္ဘာမှာအဲ့ဒီလောက်မှရိုင်းတဲ့စစ်တပ်မရှိဘူးကမ္ဘာမှာအဲ့ဒီလောက်မှရိုင်းတဲ့စစ်တပ်မရှိဘူးเนาะအခု2021ຫນွေဥတော်လည်ကြီးမှာပဲဒီစစ်တပ်ရဲ့ အကျင့်စရိုက်ကြီးစိုးသွမ်းမှုတွေဖဖို့တို့သိရတယ်ပေါ့သိခွင့်ရတယ်ပေါ့အဲ့တော့ဒီအကြက်ဘက်စစ်ကောက်စီတွေသိလို့ရှိရင်ပြည်သူတွေဝမ်းသာကြတယ်လို့သိသွားတဲ့အခါမှာလည်းပဲပရာဇိတငရေပြီကိုရောက်ရတယ်ပေါ့နောက်တစ်ခုကတောက်ယူအခြေဆိုင်အမှတ်30နှစ်ရဲတပ်ရဲ့အနီးမှာရှိတဲ့မင်းတပ်တော်ကြေးရွာကကာကင်စခန်း တော့အစိုးရဆက်မှုလက်မှုတင်တန်းကြောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီစခန်းနှစ်ခုကိုအာရကတက်တော်အေးကဒီကရစ်တိတ်ပိုက်နိုင်ခဲ့တယ်ဗျာကောက်လိုက်တာဗျာအခုအာရကတက်တော်အေးကလည်းပဲကြောက်ဖြူကိုဒလက်ဆက်ထိုးစစ်စီတိုက်ခိုက်နေတယ်အခုကြောက်ဖြူမှာကာကဲစခန်းနှစ်ခုကိုဒီကနေ့တိုက်ခိုက်တိတ်ပိုက်နှာခဲ့တယ်ဟောတက်တွင်းတရင်ပေါက်ကြလို့ဆိုပြီးတော့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီ တက်ရင်တွေကရခိုင်လူမျိုးတက်ဖက်ဝင်တွေရဲ့မိသားစုဝင်တွေကန်ဆောင်တဲ့ဗုဒ္ဓကိုစစ်တကတိတ်စီထားလိုက်တယ်။ကြောက်ဖြူမှာတက်တွင်းသတင်းတွေပေါက်ကြလို့တဲ့နော်။ကြောက်ဖြူမှာတက်တွင်းသတင်းတွေပေါက်ကြလို့ဆိုပြီးတော့စစ်တပ်မိသားစုဝင်တွေရဲ့ဖုန်းတွေကိုတိတ်စီလိုက်တယ်။တိတ်စီလိုက်တယ်။ဘုဘပြောနေကြတဲ့အတိုင်းပဲနော်လေရင်နဲ့တရုတ်မှာပါပါရင်စစ်တပ်က မြို့တုံးနာတကြလာပြီမြို့ကန့်နာကြကြလာပြီလေရင်နဲ့တရုတ်စစ်တပ်ကဝိုင်းကူပေးနေလို့သားလေဒီကောင်းนี่မြို့မကန်သေးတာဘာမှမရှိတော့ဘူးဘာမှအထင်ကြီးစရာမရှိတော့နောက်တစ်ခုကအာရကတတော်အေကဒီ၄ရက်တာအတွင်းမှာစစ်တုပ်ပန်းနဲ့မိသားစုဝေပေါင်း900ကျော်အထိကိုလွှတ်ပေးလိုက်တယ်အများကြီးပဲနော်အာရကတတော်အေဒီ၄ရက်တာကာလအတွင်းမှာလွှတ်ပေးလိုက်တဲ့စစ်တုပ်ပန်းနဲ့မိသားစုဝေပေါင်း 900ကျော်တယ်။ဘာကြောင့်အဲ့ဒီစစ်တုပ်ပန်းတွေကိုအရကတတော်အေးကပြန်ပြီးလှုပ်ပေးရတာလဲဆိုရင်နံပါတ်1တုပ်ပန်းကျင်းဝတ်ကိုလိုက်နာတာစစ်တုပ်ပန်းတွေကိုမနှိပ်စက်ရဘူးအနိုင်မကျင့်ရဘူးအကြက်မဖက်ရဘူးဟောဒါကဘာကြီးကအရကတတော်အေးရဲ့လောက်ရက်ကို မြင်ကြတယ်ကောင်းချီးပေးကြတယ်စစ်တုပ်ပန်းကိုအာရကတတော်ဤကဘလို့ကြစ်သုံးတယ်လဲဆိုတာအဲ့ဒါဆန်နမူနာပြလိုက်တာပဲစတန်ဒတ်ဆိုတာအဲ့ဒါပဲစတန်ဒတ်ဆိုတာကျင့်ဝတ်ကိုပြောတာနော်စတန်ဒတ်ဆိုတာကျင့်ဝတ်ကိုပြောတာဟောခုဆိုအာရကတတော်ဤကသူဖန်းစီထားတဲ့စစ်တုပ်ပန်းတွေရောမိသားစုဝေတွေရော၄ရက်အတွင်းမှာ900ကျော်ကိုပြန်လှုပ်ပေးတယ်အဲ့ဒါစစ်တုပ်ပဲကျိုးကိုလိုက်နာတာအဲ့ဒါကိုပဲစတန်ဒတ်ရှိတယ်လို့ခေါ်တယ် ပြောကျင်တာစစ်သားပီတာတာပေါ့စစ်သားပီတာပြည်သူတွေကိုအကြမ်းမဖက်ဘူးမနှိပ်စက်ဘူးစစ်တုပ်ပန်းတွေကိုအကြမ်းမဖက်ဘူးမနှိပ်စက်ဘူးစစ်တုပ်ပန်းတွေကိုပြန်လဲပြီးတော့ကောက်ကောက်မုံမုံကျွေးမွေးတယ်ပြုစုတယ်စောက်ရှောက်တယ်ဆေးကူပေးတယ်အခုပြန်လဲပြီးတော့လှုပ်ပေးလိုက်တယ်အဲ့ဒါကစတန်ဒတ်စစ်သားပီတာတယ်ဟောနောက်တစ်ခုကလူသားချင်းစာနာထောက်ထားတယ်ဘယ်သူမှတည်ကျင်တဲ့သူတယောက်မှမရှိဘူးဘယ်သူမှ အကြမ်းဖက်ခတ်ကျင်တဲ့သူတယောက်မှမရှိဘူး စစ်တပ်ဘက်ကလည်းအကြက်ဖက်ကချင်တာမရှိဘူးပြည်သူတွေဘက်ကလည်းအကြက်ဖက်ကချင်တာမရှိဘူးတဦးနဲ့တဦးဟာလေးလေးစားစားနဲ့ဘယ်သူကဘယ်သူကိုမှအကြက်မဖက်ရင်ဘုံဘုံတို့အခုလိုစစ်ပွဲကြီးဖြစ်လာကြအကြောင်းမရှိဘူးတယောက်နဲ့တယောက်မလေးစားခဲ့ကြလို့သားလေတင်းမာပြီးတော့အခုလိုစစ်ပွဲကြီးတွေဖြစ်လာခဲ့တယ်ပေါ့နော်ရှိစီတော့ဗျာအာရှိစီတော့ဒီຫນွေဦးတော်လည်းကြီးဘာကြောင့်ဖြစ်လာတဲ့ဆိုရင်တယောက်နဲ့တယောက်မလေးစားခြင်းကစတယ် ။ငါကအာနာရှိတဲ့အစိုးရပဲ။ဘာလို့ဖြေရှင်းရမှာလဲ။ဘာလို့ဂယုဆိုက်ရမှာလဲဆိုမလေးစားကြတာ။အစိုးရကလည်းအစိုးရယာတုရှိတယ်ဆိုပြီးတော့စစ်တပ်ကို မလေးစားဘူး။စစ်တပ်ကလည်းသူ့ကိုလူရမသွေးရမလားဆိုအာနာသိမ့်တယ်။ပြဿနာအစမလေးစားခြင်းကစတာ။ဟောအစိုးရလှုပ်တဲ့သူတွေကဒီအာနာကြီးကိုဖတ်တွဲပြီးတော့စစ်တပ်ကို မလေးစားဘူးစစ်တပ်ကလည်းပဲ သူ့ကိုလူရမသွေးရမလားမလေးစားရမလားဆိုပြီးတော့တတ်နှံ့မိုးပြီးတော့အာနာသိမ့်လိုက်တယ်။ဒါကြောင့်အာနာသိမ့်ရဲ့အစဟာဘယ်ကစခဲ့တလဲဆိုရင်အာနာသိမ့်ရဲ့အစဟာမလေးစားခြင်းကစတာ။ respect နဲ့အသည်တဲ့နော် respect နဲ့အသည်ကမ္ဘာလောကကြီးမှာနိုင်ငံတစ်ခုနဲ့တစ်ခုစစ်ဖြစ်ကြတယ်။ဟောတော့နိုင်ငံတစ်ခုမှာအဖွဲ့အစည်းတွေကွဲလွဲပြီးတော့ ပြဿနာမျိုးစုံတက်ကြတယ်အခုလိုစစ်မီးတွေလောင်မြိုက်ကြတယ်အဲ့ဒါပြီးအကုန်လုံးရဲ့မူလအစဟာမလေးစားခြင်းကစတာဒါကြောင့်ကမ္ဘာလောကကြီးအခုလိုပူနွေးနေတယ်လောင်ကျွမ်းနေတယ်ကက်ကြီးတွေစိုက်နေတယ်စစ်ကြီးတွေဖြစ်နေတယ်အဲ့ဒီပြဿနာတွေအားလုံးရဲ့အစဟာမလေးစားခြင်းကစတာတဦးနဲ့တဦးတစ်ဖွဲ့နဲ့တစ်ဖွဲ့တနိုင်ငံနဲ့တနိုင်ငံမလေးစားကြလို့အခုလိုလက်နက်တွေနဲ့စစ်ပွဲတွေဖြစ်လာရတယ်ပေါ့နော်စစ်ပွဲတွေဖြစ်လာ ။ဒါကြောင့်တဦးနဲ့တဦးတယောက်နဲ့တယောက်လေးလေးစားစားဆက်ဆံမယ်ဆိုရင်အခုလိုစစ်ပွဲတွေဖြစ်လာစရာအကြောင်းမရှိဘူး။စစ်ပွဲတွေရဲ့အစမလေးစားခြင်းကစတာ။ဒါကြောင့်အရကတတော် A ဟာဒီလေးရတာကလာအတွက်မှာစစ်တုပ်ပံမူသားစုဝေ900ကျော်ကိုဘာကြောင့်လှုပ်ပေးရတာဆိုလူသားချင်းစာနာထောက်ထားတာ။ဘသူမှအကြမ်းဖက်ခတ်ခြင်းတဲ့သူတယောက်မှမရှိဘူး။ဘသူမှအနိုင်ကျင့်စော်ကားခံနေတဲ့သူတယောက်မှမရှိဘူးဟုတ်အားလုံးဟာလူတွေကလူတွေကြီးပဲဖြစ်တယ်ပေါ့တော့အားလုံးဟာလူတွေကလူတွေကြီးပဲဖြစ်တယ် ။ဒါကြောင့်စစ်တပ်မိသားစုဝင်တွေလည်းလူပဲဖြစ်တယ်။ဘဝတို့ပြည်သူတွေလည်းလူပဲဖြစ်တယ်။စစ်တပ်ကပဲဖြစ်ဖြစ်နော်တော်လှန်ရေးလက်နက်ကန်တွေကပဲဖြစ်ဖြစ်ဘယ်သူကဘယ်သူကိုအနိုင်မကျင့်မှုမစော်ကားဘူးလေးလေးဆက်ဆက်ဆက်ဆံမယ်ဆိုရင်ဘဝတို့အခုလိုကြီးမားတဲ့ပြဿနာတွေမဖြစ်နိုင်ဘူးပေါ့နော်။ဒါပေမဲ့စစ်တပ်ကပြည်သူနဲ့တော်လှန်ရေးလက်နက်ကန်တွေကိုလူသားချင်းစာနာမထောက်ထားဘူး။ကလေးတွေကိုဘုံကျဲတယ်ပြည်သူတွေကိုမီးရှို့တယ်ပြည်သူတွေကိုတတ်ဖြတ်တယ်အဲ့တော့ပြည်သူတွေကစစ်တပ်ကိုနာကြည့်ပြီးတော့ဒီကနေ့ လက်နက်တွေကင်ဆွဲပြီးတော်လှန်ကြတယ်ပေါ့နော်အဲကြောင့်စစ်တပ်ကပြင်ရမှာကအဲ့ဒီအနိုင်ရစော်ကအကြမ်းဖက်တောင်းကျမ်းတဲ့စနစ်ကြီးကိုပြင်ရမယ်ပြည်သူကိုချစ်ချစ်ခေအုပ်ချုပ်ရမယ်ဒါဆိုလို့ရှိရင်အခုလိုမလိုလားတဲ့ပြဿနာကြီးဖြစ်လာကြအကြောင်းရှိပေါ့နော်ဒါကြောင့်အာရကတက်တော်အေးဟာလူသားချင်းစာနာထောက်ထားတဲ့အနေကိုဟောစစ်တုပ်ပံမိသားစုဝင်900ကျော်ကိုလွတ်ပေးခဲ့တယ်နောက်ဆုံးတစ်ခုကအရကတက်တော်အေးတိုက်တာဒီ စစ်တပ်ကိုတိုက်တာလည်းမဟုတ်ဘူးကိုယ့်ပြည်သူပြည်သူချင်းချင်းကိုတိုက်တာလည်းမဟုတ်နောက်ကလေသားချိတာလည်းမဟုတ်အတိကကအကြမ်းဖက်အာဏာရှင်တွေကိုတိုက်တာဟောစစ်တပ်မိသားစုဝင်တွေကိုတိုက်တာလည်းမဟုတ်ဒီစစ်တပ်ကြီးကိုတိုက်တာလည်းမဟုတ်အကြမ်းဖက်အာဏာရှင်တွေကိုတိုက်တာဟောဘဘလို့ຫນွေဦးတော်လည်းရင်လက်နက်ကင်ကြီးလည်းပဲကလေသားချိတာမဟုတ်ဘူး မုတ်တရားတွေနဲ့တိုက်ခိုက်တာမဟုတ်ဘူးစစ်တပ်ကိုတိုက်တာမဟုတ်ဘူးဒီစစ်အာဏာရှင်စနစ်ကိုတိုက်တာနော်စစ်အာဏာရှင်စနစ်ကိုတိုက်တာအဲဒီလိုစစ်အာဏာရှင်စနစ်ကိုတိုက်တာဖြစ်တဲ့အတွက်ကြောင့်ဘယ်သူတဦးတယောက်ကိုမှမယီညွန့်ဘူးဘယ်သူတဦးတယောက်ကိုမှမယီရွယ်ဘူးဥမာဗိုလ်ချုပ်ကြီးဘယ်သူကိုမယီညွန့်ဘူးစစ်တပ်မိသားစုဝင်တွေကိုမယီညွန့်ဘူး အေနဲ့တော်လိုင်းလက်နက်ကန်ဒီဒီကနေ့တိုက်နေသားကြီးအာနာရှင်စနစ်ကိုမလိုလားလို့တိုက်ကြတာစစ်တပ်မိသားစုဝင်တွေကိုတိုက်တာလည်းမဟုတ်ရဲမိသားစုဝင်တွေကိုတိုက်တာလည်းမဟုတ်စစ်တပ်ကြီးကိုတိုက်တာလည်းမဟုတ်ဘူးအဲ့ဒီစစ်တပ်ကြီးတဲကမှအာနာရှင်စိတ်ကြီးဝင်နေတဲ့ရန်ကတောင်ညာအကြမ်းဖက်နေတဲ့သူတွေကိုတိုက်တာနော်အေးအဲ့ဒီရန်ကတောင်ညာအကြမ်းဖက်နေတဲ့သူတွေကိုစစ်တုပ်ပန်းအဖြစ်ဖမ်းမိခဲ့ရင်တော့မင်းတို့နောက်မရန်ကားနဲ့ဘာလို့ကမင်းတို့ကို အမုံတရားနဲ့တိုက်တာမဟုတ်ဘူးခလေသားခြေကျင်လို့တိုက်တာမဟုတ်ဘူးမင်းတို့ရန်ကတောင်ညာအကြက်ဖက်နေတဲ့ဒီစိတ်ဓာတ်တွေကိုမတို့ကတိုက်တာဟောဟိုလိုခလေသားခြေတဲ့ပုံစံမျိုးတက်ရောက်သွားမယ်ဆိုရင်ပုတ်ဆိုးသွားပြီဒါဆိုရင်တော်လည်းကြီးပြီးမှာမဟုတ်တော့စစ်တပ်ကလည်းပြည်သူကိုခလေသားခြေပြီးတော့အကြက်ဖက်မယ်တောင်းကြမယ်တက်ဖြတ်မယ်ဟောပြည်သူကလည်းစစ်တပ်ကို ကရေသားချပြီးတော့အကြမ်းဖက်မဲ့တောင်းကြမ်းမဲ့တက်ဖြတ်မဲ့ဆိုရင်နှစ်ဦးနှစ်ဖက်စလုံးကအမုန်းတရားတွေကလေသားချေမှုတွေနဲ့ရန်ကိုရန်ချင်းတုတ်လင်းတဲ့အတွက်ကြောင့်ဒီရဟဘယ်တော့မှမငိမ့်တော့ဒီရဟဘယ်တော့မှမငိမ့်တော့အဲ့တော့ဖဖို့တို့ဒီကနေ့တိုက်နေတာဒီအာနာချင်းစနစ်ကိုတိုက်နေတာအေနဲ့တကောကတော်လည်းတိုင်းရင်သားလက်နက်ကန်ဒီအကုလို့ဟာအာနာချင်းစနစ်ကိုတိုက်နေတာ တော့စစ်တပ်ကိုတိုက်တာလည်းမဟုတ်ဘူးစစ်တပ်မိသားစုဝင်တွေကိုတိုက်တာလည်းမဟုတ်ဘူးရဲတွေကိုတိုက်တာလည်းမဟုတ်ဘူးရဲမိသားစုဝင်တွေကိုတိုက်တာလည်းမဟုတ်ဘူးအဲ့ဒီစစ်တပ်ကြီးတဲကမှစိတ်ကြီးဝင်ပြီးတော့နော်စစ်သွေးကြွတောင်းညံအကြမ်းဖက်ရန်ကားနေတဲ့အာဏာရှင်တွေကိုတိုက်တာအဲ့ဒီတောင်းညံရန်ကားတဲ့အကြမ်းဖက်တွေကိုဖမ်းမိခဲ့ရင်လည်းသူတို့ကိုနှိပ်စက်မှာမဟုတ်ဘူးစစ်တုံးပန်းဥပဒေနဲ့အညီ ကောင်းကောင်းမွန်မွန်ပြုစုဆောက်ရှောက်ပေးမယ်စိတ်ကူတာပေးမယ်ပြီးရင်ပြန်လှုပ်ပေးမယ်အချက်မဖတ်တော့ရင်ရပြီအဲ့ဒီလိုစိတ်ဓာတ်မျိုးအဲ့ဒီလိုစတန်ဓာတ်မျိုးအဲ့ဒီလိုစစ်ကျင့်ဝတ်တွေစစ်တတ်ရှိမှလည်းပဲရှိသိချင်တယ်စစ်တတ်တာအဲ့ဒီလိုစစ်ကျင့်ဝတ်တွေရှိခဲ့ရင်ဦး2019နဲ့2019ဂျင်းတို့ဆိုက်ဆိုတဲ့လူမျိုးတုံးတက်ဖြတ်မှုတွေဖြစ်ပေါ်မလာဘူးနှစ်ပေါင်း80ကျော်တိုင်းရင်းသားတွေကိုအကြမ်းဖက်တက်ဖြတ်မှုတွေလည်းဒီကနေ့ဖြစ်မလာဘူး ဒီ2021ကနေ2025အထိပြည်သူကိုဘုံကျဲတာမီးရှို့တာတပ်ဖြတ်တာနှိပ်စက်တာအကြမ်းဖက်တာတွေလည်းဖြစ်မလာဘူးစစ်တပ်မှာကစတန်ဒတ်လို့ခေါ်တဲ့စစ်ကျုံးတွေလည်းမရှိဘူးနော်သူတို့မှာစစ်တုပ်ပန်းဆိုတာလည်းနားမလည်ဘူးပြည်သူကိုရန်သူလိုသဘောထားပြီးအကုန်လုံးကိုရရဆက်ဆက်ကိုတပ်ဖြတ်နေတာကဘာကျော်ဟစ်တလာတော်မှစစ်တလောင်မယုံပါဘူးကဘာကျော်ဟစ်တလာဂျူးတွေကိုဘလို့တတ်ခဲ့လဲဆိုရင်နော်အကုန်လုံးအစိတ်ငွေပေးပြီးတတ်ပစ်ခဲ့တယ်အခုလိုခေါင်းဖြတ်တို့ အသားတွေကိုတစားတီပြည့်အောင်တက်ပြတ်တာလို့ဆိုတာဟစ်တလာအဲ့ဒါမျိုးတော့ဟစ်တလာမလုပ်ခဲ့ဘူးအခုမဲရောက်လိုက်စစ်တပ်ကကောင်တွေကပြည်သူတွေကိုဖမ်းပြီးလို့ရှိရင်ခေါင်းပြတ်တက်ပြတ်တယ်ဟောအချင်းလက်လက်မိရှုတက်ပြတ်တယ်အသားတွေကို ခုတ်ထစ်ပြီးတော့တက်ပြတ်တယ်ဟမ်ပြီးလို့ရှိရင်အသားတွေကိုချစ်ပြီးတော့တက်ပြတ်တယ်ကဲဘလောက်ဘလောက်လူသားမဆန်လဲဆိုတာနော်ကဘာကျော်အကြမ်းဖက်တွေတော့အဲ့လောက်ထိမလုပ်ဘူး ဒါကို့လူအချင်းချင်းကိုနော်ကို့လူချင်းချင်းကိုကို့တိုင်းရင်းသားအချင်းချင်းကို့လူမျိုးအချင်းချင်းကိုကို့နိုင်ငံသားအချင်းချင်းကိုစစ်တပ်ကနော်အကြမ်းဖက်တတ်ဖြတ်တာဗျတို့မှဘာစစ်ကြုံမှလည်းမရှိဘူးဒါကြောင့်ဒီကနေ့အာရကတတော်အေကစစ်တုံးပန်းပေါင်း900ကျော်ကိုဘာကြောင့်လွတ်ပေးရလဲဆိုနံပါတ်1တုတ်ပန်းကျင့်ဝတ်ကိုလေးစားလိုက်နာတဲ့အနေနဲ့လွတ်ပေးတယ်နံပါတ်2 လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့လှုပ်ပေးတယ်နံပါတ်3မတို့ကအာနာရှင်စနစ်ကိုပဲတိုက်တာတဦးတယောက်ကိုတိုက်တာမဟုတ်ဘူးစစ်တပ်မိသားစုဝင်တွေရဲမိသားစုဝင်တွေကိုတိုက်တာမဟုတ်ဘူးငါတို့ကအာနာရှင်စနစ်ကိုပဲတိုက်တာမင်းတို့ကအာနာရှင်စိတ်ပျောက်သွားပြီအကြမ်းမဖက်တော့ဘူးမတက်ဖြတ်တော့ဘူးဆိုရင်ငါတို့ကမင်းတို့ကိုဒုက္ခမပေးဘူးဟောမင်းတို့ကိုကြလေသားမချေဘူးမင်းတို့ကိုအမုန်းတရားတွေနဲ့ငါတို့မတုတ်ပြန်ဘူးတော်လန်ရေးဆိုတာအဲ့လိုပဲဖြစ်ရမယ် တော်လန်ကြီးဆိုတာအမုန်းတရားတွေနဲ့မတုတ်ပြဲရဘူးဂလေသားမချိရဘူးဂလေသားချိတယ်ဆိုတာဒါတော်လန်ကြီးမဟုတ်တော့အမုန်းတရားတွေဖြစ်သွားပြီဟုတ်တော့အာရကတော့အေးလှုပ်ပေးလိုက်တဲ့ခေါင်းရကျော်ထဲမှာခလေးတွေတက်ကြီးရွယ်တွေအစုံပါကြတယ်ပေါ့နော်ဒါဝမ်းသာစရာကောင်းတယ်ကြည်နူးစရာကောင်းတယ်ပေါ့နောက်တစ်ခုက KAU တက်မှာခொနစ်နေမြေထားရွယ်မှာနေဆက်မှာရှိတဲ့မော်ဖိုးကေစကန့်ကို나이ပိုင်းအတွင်တိုက်ခိုက်တိမ့်ပိုင်နိုင်ခဲ့တယ် ထိုင်းလူမှာနေစက်မှာရှိတယ်မော်ဖိုးကိစကတ်ကိုနိုင်ပိုင်းပဲကြတယ်တိုက်ခိုက်နိုင်ခဲ့တာဘလောက်ကောင်းလဲနိုင်ပိုင်းနဲ့စကတ်တကူတင်အခု KIU တက်မှာတက်ကနေခုနှစ်အထိရှိတယ်အကုန်လုံးတိုက်နေတယ်ကြည်နူးစရာကောင်းလိုက်တာဗျာအရင်တုန်းကကရင်လမ်းထက်ကနေမတိုက်လို့မတိုက်လို့ဆိုပြီးပြည်သူတွေဝေဖန်ခဲ့ကြတယ်ပေါ့နော်ပြည်သူတွေကတော့တိုက်ဆိုင်ချင်တာပေါ့အာရာရှင်ကိုလေတိုက်ဆိုင်ချင်တာပေါ့ အခုပြည်သူတွေဖြစ်စေခြင်းတဲ့အတိုင်းပြည်သူတွေတိုက်စေခြင်းတဲ့အတိုင်း2025မှာ KIU ကတကယ်တိုက်ခဲ့ပြီဒါကျင်းနှိုးစရာကောင်းတယ်ဝမ်းသာစရာကောင်းတယ်အခုဆိုရင် KIU ကထိုင်းမြန်မာနယ်စပ်မှာရှိတယ်စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတစ်ခုပြီးတစ်ခုတိမ့်လာခဲ့တာတိမ့်လာခဲ့တာအခုထိုင်းမြန်မာနယ်စပ်မှာစစ်ကောင်စီရဲ့စခန်းဘယ်နှခုပဲကြံခဲ့တဲ့ကြံတော့တလဲဆိုရင်ဟုတ်လို့စခန်း၄ခုပဲကြံတော့တယ်တော့ထိုင်းမြန်မာနယ်စပ်မှာနော်တရာစခန်းတော့မဲတော်စခန်းမဲတော်တိုက်ပွဲဆိုတာနာမည်ကြီးပဲလေဗျာ မဲတော်တိုက်ပွဲဆိုတာနာမည်ကြီးပဲအဲ့ဒီမဲတော်စကံမောမောရလီစကံနော်တစကံစုစုပေါင်းစကံ၄ခုပဲကြံတော့တယ်ထိုင်းမြန်မာနယ်စကြီးတစ်ခုလုံးပါနောက်တစ်ခုကဘကိုးတိုင်းတောင်ငူမြို့ကေတုမတိလေးတက်စကံအတွဲကို PDF တွေကတရားခွန်မမဆော့တိုက်ဒုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်တာဒုဗိုလ်မှူးကြီးနှစ်ဦးအပါဝင်ဆယ်ယောက်တောင်တိစုံသွားတယ်ဟော့ ပီရီအက်တွေကကေတုမတီလေးတက်စကန်ကိုတရားကောင်မမရှော့တိုက်တုံးနေနဲ့ပြစ်ကတ်တိုက်ခိုက်တာဒုဗိုလ်မူကြီးနှစ်ဦးအပါဝဲဆယ်ယောက်တောင်သိဆုံးသွားတယ်တဲ့ဗျာမနေ့မနေ့ကြီးပဲနော်ဆယ်ယောက်တောင်သိဆုံးသွားတယ်လေဘဲတွေကအနယ်အများဆုံးပဲလေဘဲတွေကအနယ်အများဆုံးပဲအေးအဲ့လိုလေဘဲတွေမာလကီယာဖြစ်တာဒါတော်တော်ကိုဝမ်းသာစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကဂျက်ဘိုက်တာ2စီ Y8 တိုက်လေရင်2စီ 30000ောင်ပျက်စီးတယ်နော်ဂျက်ဖိုက်တာနှစ်စီးနဲ့ Y8 တိုက်လေတစ်စီး30000ောင်ပျက်စီးတယ်ပြီးတော့ဂိုးတောင်တွေလည်းပျက်စီးတယ်ပြီးတော့စစ်တယ်တော့12ယောက်လည်းဒဏ်ရာအပြင့်ထန်ရလို့စစ်ရုပ်ကိုပို့လိုက်ရတယ်ဟောစစ်တယ်တော့12ယောက်လည်းဒဏ်ရာအပြင့်ထန်ရလို့စစ်ရုပ်ကိုပို့လိုက်ရတယ်ဒီနေ့ဘန်းပေါ်မှာ KI ကပြစ်ချလိုက်တဲ့ရဟတ်ရည် ပြကြပြီးတော့ viewer မှုအပါအဝင်လေဘဲတွေမာလကီယာဖြစ်သွားတယ်ပေါ့နော်ပြီးသူကိုအကြမ်းဖက်တက်ဖြတ်နေတဲ့ဗဟုကျက်နေတဲ့လေဘဲတွေဒီကနေ့ဘတ်မော်မှာစိတ်မကောင်းစွာနဲ့ခွေးတွေဝက်တွေကိုတေးသွားခဲ့တယ်ပေါ့နော်နောက်တခါပဲခူးတိုင်းပဲခူးမြို့နယ်ဇီတော်အကြမ်းဖက်စစ်ကောင်စီရဲ့ကာကင်းစကန့်ကို PDF တွေကဝင်တိုက်တာလက်နက်14လက်တောင်မှတိုက်စီရရှိခဲ့တယ်တဲ့ဗျာနော်ဇီတော်ရွာမှာရှိတဲ့စစ်ကောင်စီရဲ့ကာကင်းစကန့်ကို PDF တွေကဝင်ရောက်တိုက်ခိုက်တာ တနက်14လက်တောင်ကိုတင်စီရရှိခဲ့တယ်။နောက်ရန်ကုန်မြို့တောက်တရားမှာညမှာအပြင်ထွက်တဲ့လူငယ်နှစ်ယောက်ကိုစစ်တပ်ကလိုက်လံပစ်ခတ်တာ။ကံကောက်လို့လွတ်သွားရှာတယ်။ကဲရန်ကုန်မြို့မှာညမှာအပြင်ထွက်တဲ့သူတွေတတိထားတော့ပေါ်တာဆွဲတာတွေပြန်ပေးဆွဲတာတွေငွေညစ်တာတွေနော်ငွေညစ်တာတွေအခုလည်းပဲရန်ကုန်မြို့ကြောက်တရားမှာညမှာအပြင်ထွက်တဲ့လူငယ်နှစ်ယောက်ကိုစစ်တပ်က တန်းထက်နဲ့ကိုလိုက်ပစ်တာကံကောင်းလို့လွတ်သွားတယ်ကဲတော်သေးတာပေါ့တော်သေးတာပေါ့ဒါကြောင့်ဂယုစကြပါဗျာနောက်တစ်ခုကထိုင်းမြန်မာနယ်စပ်ဖုတ်ဖမြို့မှာတရားမဝင်ဝင်လောက်ဝင်ရောက်လာတဲ့အထောက်ထားမဲ့မြန်မာ44ယောက်ဖမ်းဆီးခံရရတယ်နောက်ဟိုတနေ့ကမေလ17ရက်နေ့ကမန္တလေးမှာနော်အင်အား ငါးတသက်မှအဆင့်ကျော်တဲ့ငလင်ထက်လှုပ်တာတစ်ပင်ပြီးပြီးတော့သားဖားနှစ်ယောက်သိဆုံးသွားတယ်ငလင်ကြောက်တစ်ပင်လဲတယ်အဲ့ဒီတစ်ပင်ပြီးပြီးတော့သားဖားနှစ်ယောက်သိဆုံးသွားတယ်ပေါ့နော်ဒါစိတ်မကောင်းစရာပဲဒါကြောင့်အခုငလင်တွေကအကြိမ်ပေါင်း900တောင်လှုပ်ပါအခုမှအကြိမ်ပေါင်း100ကျော်ပဲရှိသေးတယ်နောက်ထပ်အကြိမ်ပေါင်း900ကျော်ကျန်သေးတယ်ဒါပေမဲ့စိုးရိမ်စရာတော့မရှိပါဘူးအဲအား၅တသမကျော်တို့၄တသမကျော်တို့ ငလင်အသေးတွေလှုပ်မှာပေါ့နော်အကြိမ်ပေါင်း800နီးပါးလှုပ်မယ်ဆိုပြီးတော့ဒါအမေရိကန်ကခတ်မှန်းထားပါတယ်။ဒါကြောင့်ဘုံတို့မိဘပြည်သူတွေဂိယူဆက်ကြပါဂိယူဆက်ကြပါနောက်ထပ်ငွေရာအကြိမ်ပေါင်း900ကျော်ထိထက်လုံအောင်မယ်ပေါ့နော်ထက်လုံအောင်မယ်ပေါ့နောက်တစ်ခုကရန်ကုန်နဲ့မန္တလေးမှာခိုးမှုလူရမှုဓမြမှုအနုကျန်းစီမှုလူတက်မှုတွေတော်တော်ကိုပုံများတာလေပုံများမှာပေါ့ပြည်သူတွေလွတ်လပ်မှုမရှိတော့ဘူးလုံခြုံမှုမရှိတော့ဘူးတရားဥပဒေစိုးမိုးမှုရှိတော့ဟွန်း တရားဥပဒေစိုးမိုးမှုမရှိတော့ဘူးတတ်ချင်းတလို့တတ်ဖြတ်ချင်းတလို့ဖြတ်လူချင်းတလို့လူဓမ္မတိုက်ချင်းတလို့တိုက်အတူချမ်းစီချင်းတလို့စူးဟာအနိုင်ကျင့်ချင်းတလို့ကျင့်ရဲစကန်သွားတိုက်တယ်ရဲစကန်လည်းဘာမှမလုပ်ပေးဘူးနော်အဲ့ဒီကိုကြီးဘေးရသေးဆိုတဲ့ရဲစကန်ကဘာမှမလုပ်ပေးတာအဲ့ဒါတရားဥပဒေမစိုးမိုးတော့တာတရားရုံးကလည်းဘာမှမလုပ်ပေးတော့ဘူးရက်ကအုပ်ချုပ်ရေးမှုကလည်းဘာမှမလုပ်ပေးတော့အဲ့ဒါတရားဥပဒေစိုးမိုးမှုမရှိဘူးလို့ပြောတာအခုဘုံဘုံတို့မိဘပြည်သူတွေ တရားဥပဒေဘာစိုးမိုးမှုမှမရှိဘဲနဲ့နော်ဘယံဗလာဖြစ်နေတဲ့တိုင်းပြည်ကြီးမှာနေနေရတာအခုဒီတိုင်းပြည်ကြီးကိုအာရသိပြီးအုပ်ချုပ်နေတာမဲရောက်လိုက်ဘလောက်တော့ဖယိုဘယံနိုင်တဲ့ဆိုရင်ဘာတရားဥပဒေမှမရှိတော့ဟမ်ဘာတရားဥပဒေမှမရှိတော့ဘူးအာရသိန်းထတာကမဲရောက်လိုက်စစ်တဲ့ဟမ်အခုဘုဖို့တို့ရက်ွက်တွေမြို့နယ်တွေမြို့တွေတိုင်းတွေခရိုင်တွေဘာတရားဥပဒေစိုးမိုးမှုရှိလဲ ိုးတို့မိဘပြည်သူတွေဗမာတွေလွတ်လပ်မှုတွေလုံခြုံမှုတွေပေါ်တာဆွဲတယ်ဖမ်းဆီးတယ်အမှုကျန်းဆီးတယ်ခိုးတယ်ရက်တယ်ဓမြတိုက်တယ်တတ်တယ်ဖြတ်တယ်ဟောငွေညစ်တယ်ဗမာလဲတရားဥပဒေစိုးမှုဗမာလဲလွတ်လပ်မှုဟိုးတို့မိဘပြည်သူလွတ်လပ်မှုရှိသလားဗမာလဲလုံခြုံမှုလုံခြုံမှုလည်းမရှိတော့ဖဖလုံးမိဘပြည်သူတွေရဲ့ဘဝတွေဘာလုံခြုံမှုမှမရှိတော့ဘူးရက်ကွက်ကလည်းလုံခြုံမှုမပေးနိုင်ဘူးရဲစခန်းကလည်းလုံခြုံမှုမပေးနိုင်ဘူးတရားရုံးကလည်းလုံခြုံအာဏာသိမ်းတဲ့မင်းအောင်လိုင်ကလည်းလုံခြုံမှုမပေးနိုင်ဘူး သူတို့ကိုယ်တော်သူတို့မလုံခြုံဘူးပြည်သူကိုလုံခြုံမှုပေးပေးဖို့နေနေတဲ့သူတို့ကိုယ်တော်သူတို့မလုံခြုံဘူးအဲ့တော့ဘုရားတို့ဘိဗပြည်သူတွေကြည်စားကြည်နေကြနော်မဲအောင်လိုက်ဥဆောင်တဲ့ဒီတိုင်းပြည်ကြီးမှာလွတ်လပ်မှုဆိုတာဘာတစ်ခု မှမရှိလွတ်လပ်မှုနတ်ထိမရှိလုံခြုံမှုနတ်ထိမရှိတရားဥပဒေစိုးမိုးမှုနတ်ထိမရှိဟောဘုရားတို့ဘိဗပြည်သူတွေတစ်ခုခုခံရပြီဆိုရင်ဘယ်ကိုသွားတိုင်မလဲရဲစခန်းကိုလားဘာတရားမျှတမှုမှမရဘူး ရက်ကွက်ကိုလားဘာတရားများတောင်းလို့တရားရုံးကိုလားဘာတရားအဲကြောင့်ဘုန်းဘုန်းတို့မိဘပြည်သူတွေတခုခုဖြစ်ပြီဆိုရင်တရားမျှတမှုရကြင်လို့ရက်ကွက်ကိုပဲဖြစ်ဖြစ်တရားရုံးကိုပဲဖြစ်ဖြစ်ရဲစခန်းကိုသွားတိုင်သွားကူညီတော့ဘာတရားမျှတမှုမှမရဘူးဟောမစင်စားနဲ့မစင်စားနဲ့မရဘူးအခုဆိုရန်ကုန်မန္တလေးမြို့တော်တော်များများမှာခိုးမှုလူရမှုဓာမြမှုအလူချမ်းဆင်းမှုတက်ဖြတ်မှုအနာကျင်မှုစော်ကားမှုပြန်မွေးဆွဲမှုအများကြီးပဲဘယ်ဥစားကြပါဘယ်ဥစားကြပါနော်အဲ့တော့ ဒီကနေ့ပေါ်ပေါ်ပြောပြတဲ့အဓိကသတင်းဟာဘမ်ဘော်မှာရဟရင်နှစ်စီးကိုတော့ပြစ်ချနိုင်ခဲ့တယ်။တစီးကတော့မီးလောင်ကျိုးပဲ့ပြီးတော့ရွှေကူမှာအရေးပေါ်ဆင့်တက်လိုက်ရတယ်။အရေးပေါ်ဆင့်တက်လိုက်ရပေမဲ့လေဘဲတွေတော့ဘာမှမဖြစ်ဘူး။ရဟရင်ကတော့ပြန်ပြီးအသုံးပြုလို့မရတော့ဘူး။နောက်တစီးကတော့ KIA တက်မှာငါနေမီမှာပြတ်ကျပြီးတော့မီးလောင်သွားတယ်။နော်။လေဘဲမိုးထက်အောင်လဲသေဆုံးသွားတယ်။လေဘဲမိုးထက်အောင်လဲနော်။ ပြည်သူကိုဘုံကျဲတယ်လို့ပဲခွေးသေးဝက်သေးကိုတည်ဆုံသွားတယ်။ဘျူဟာမှုနဲ့အဖွဲ့ဝင်အကုန်လုံးလည်းပြည်သူကိုဘုံကျဲတယ်လို့ခွေးသေးဝက်သေးနဲ့တည်ဆုံသွားတယ်။ဒါကြောင့်ဒီကနေ့ KIA ကဗမာမှာပြစ်ချလိုက်တာဒီလေဘဲနဲ့ဘျူဟာမှုအကုန်လုံးပြည်သူကိုဘုံကျဲတယ်လို့ဝတ်လဲပြီးတော့ခွေးသေးဝက်သေးနဲ့တည်ဆုံသွားတယ်။ရဟရဲ့နှစ်စီးလည်းပျက်စီးသွားတယ်။အဲ့ဒီတဲ့ကတော်တော်ကိုဝတ်တာစရာကောင်းတဲ့သတင်းပဲပေါ့နော်။ဒါကြောင့်ဒီကနေ့အရန်ဝမ်းသာပါတယ်။ပြည်သူနဲ့ထက်တူအားရကျင်နေပါတယ်ဆိုတာကိုပြောချင်နေတယ်ပဲဖိုးဖေးရဲ့ like ကိုဒီမှာနေမဲ့အဆုတ်သက်လိုက်ပါ ားလုံးပြည်သူပြည်သားအပေါင်းတို့ကျမ်းမာချမ်းသာကြပါ